ပြီးခဲ့တဲ့ရခိုင် AR ပွဲတော်ကစီသူအောင်ရဲ့ဖြစ်စဉ်ကတော်တော်လေးစိုးရွားခဲ့တယ်လို့ပြောရမှာပါသူ့လို preparation နဲ့ကစားသမားတယောက်ကအမြင့်ချက်သေးလို့ဒီလိုအခြေအနေတွေကိုဖန်တီးခဲ့တာလားတစ်ဖက်ကစားသမားကကြောစင်းနေဖြစ်နေလို့ဒီလိုလုပ်ခဲ့တာလားဘလိုပဲဖြစ်ဖြစ်ဒီလိုဖြစ်ရကပြည်ပမှာတော်ရောက်ကစားခဲ့ဖို့တဲ့စီသူအောင်လို့ကစားသမားတယောက်နေနဲ့မလုံတဲ့နဲ့လောက်ရက်တစ်ခုလို့ထင်ပါတယ်ကျော်စင်လွင်နဲ့စီတီအောင်ကအသက်ချင်းတိတ်မကွာတာကြောင့်ခစ်ပြိုင်ကစားသမားတွေလိုလဲပြောလို့ရပါတယ် အမှန်မမှားဘူးဆိုရင်စီသူအောင်ကမစ္စတာကတ်ရွေးချယ်ထားတဲ့ကမ္ဘာဖလားဝင်ပြိုင်မဲ့မြန်မာ U20 အသင်းကနေခြံလက်ထားခဲ့တာကြောင့်ဦးချိလွင်ကင်တွယ်ခဲ့တဲ့မြန်မာ U23 စီကိန်းအသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ကျော်စင်လွင်ကတော့အစကတည်းကဦးချိလွင်ကင်တွယ်နေတဲ့မြန်မာ U23 စီကိန်းအသင်းမှာရွေးချယ်ခံထားရတဲ့ကစားသမားတအူးလည်းဖြစ်ပါတယ်။စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့စီကိန်းပြိုင်ပွဲတုန်းကကျော်စင်လျောစီသူအောင်ကပါမြန်မာတက်တော့အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာကြောင့်မြန်မာဘောလုံးချင်ပြည်သက်တည်းရဲ့ အတိမတ်ပြုမှုကိုရရှိခဲ့တဲ့အတွက်ပရိသတ်အချက်တော်တွေဖြစ်လာခဲ့သလိုစီကိန်းငွေတစည်းစုရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တာကြောင့်လည်းလူရဲစဲအတင်းကြီးကလည်းရွေးချယ်ခံခဲ့ရတဲ့အတွက်သူတို့နှစ်ယောက်ရဲ့ဂျာကဆက်ဆံရေးကလည်းပြည်လည်နေပြီးရင်းနှီးတဲ့ဆက်ဆံရေးရှိမယ်လို့ထင်ပါတယ်ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့က2025အမေရိကန်ပြိုင်ပွဲရဲ့ quarter final ပွဲစဉ်တစ်ပွဲဖြင့်ရှင်ပြိုင်ကစားခဲ့ကြတဲ့ရခိုင် United တင်တဲ့ AR United တင်တို့ရဲ့ပွဲစဉ်မှာပွဲကစားချိန်တွင်စီတူအောင်ကကျော်စင်လင်းစီ န်ဒီရဲ့များတဲ့ကစားပုံနဲ့ဝင်ရောက်လာခဲ့တာကြောင့်ကျော်စွန်လင်းကလည်းပပနဲ့နဲ့နဲ့တိန်းလျှောက်နိုင်ခဲ့တဲ့အတွက်စီသူအောင်တယောက်ဟန်ချက်ပြက်ခဲ့ရပါတယ်။ဒါကိုမချေနှက်တဲ့စီသူအောင်ကတော့ကျော်စွန်လင်းရဲ့လက်ပင်ကိုဖမ်းချုပ်ပြီးထိုးချိတ်ဖို့ကြိုးစားခဲ့ပေမယ့်ကျော်စွန်လင်းကတော့စီသူအောင်ကိုပြန်လည်တုတ်ပြန်ခြင်းမရှိခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒီဖြစ်စဉ်ကိုနှစ်ဖက်အသင်းသားတွေကပြန်လည်ဖြေရှင်းခဲ့တာကြောင့်ပြဿနာကြီးကြီးမားမားမဖြစ်ခဲ့ပေမယ့်ကျော်စွန်လင်းကိုရန်ပြုတ်ဖို့ကြိုးစားခဲ့တဲ့စီသူအောင်ကိုတော့ ကွင်းလက်ထိုင်လူကြီးကတစုံတရာအရေးယူခြင်းမရှိခဲ့တာကလည်းမေကိုထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ရခိုင်ယူနိုက်တက်အသင်းနဲ့အေရိုယူနိုက်တက်အသင်းတို့ရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာဖြစ်ပွားခဲ့တဲ့စီတူအောင်ရဲ့ဖြစ်ရက်နဲ့ပတ်သက်ပြီးသူတို့နှစ်ဦးရဲ့ဆရာဖြစ်တဲ့ဦးကြည်လွင်ကတော့စီတူအောင်ရဲ့လုံရက်နဲ့ပတ်သက်ပြီးစင်မကောင်းဖြစ်ရကြောင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားခဲ့သလိုမြန်မာ National League ရဲ့ပြည်သက်တွေကလည်းစီတူအောင်ရဲ့အပြုအမူပေါ်ရှုံချမှုတွေရှိခဲ့ပြီးမြန်မာ National League ကတာဝန်ရှိလူကြီးမင်းနဲ့အနေနဲ့ စီတူအောင်ကိုအေးအေးယူမှုတစုံတရာပြုလုပ်ဖို့တောင်းဆိုမှုတွေရှိလာခဲ့တဲ့အတွက်စီတူအောင်အနေနဲ့ကတော့နောက်လာမယ့်ပွဲစဉ်တွေမှာရင်းချက်တည်ငြိမ်မှုအပြင်နဲ့ပြိုင်ဘက်ကစားသမားတွေပေါ်လီလီဆဆရှင်ပြိုင်ကစားဖို့လိုအပ်နေမှာဖြစ်ပါတယ်